အရာမျိုးပဲဖြစ်ဖြစ်ကိုယ်တိုင်ကြုံမြင်ထားပြီးသားမလို့ဒါပြိုင်မယ်ဆိုရင်လည်းညီမတွေးထားပြီးသားအောင်ဇမင်းထူတက်ရမလားဇမင်းဆိုက်ရမလားကိုကိုကိုတွေးရမ်းမလောက်ဘူးလေတော်ပြီ reality ချပြခြင်းနဲ့ကိုယ့်ရဲ့ storyline ကောင်းကောင်းကိုအကောင်းဆုံးအသုံးချပြီး Miss Universe မှာပြိုင်မှာကိုကျွမ်းကျင်တဲ့အရာတွေအားလုံးကိုဒီမှာဘလောက်ထိညီမ collaborate လုပ်ပြီးတော့ပြိုင်နိုင်မလဲဘလောက်ထိညီမချပြနိုင်မလဲဒီလိုပြိုင်ရတာဖြစ်တဲ့အတွက်ညီမအရာအလုံးတွေးထားရတယ်မမေဘာမှမသိဘူးမမေကအရန်ရိုးတာအဲ့တော့ အဲ့လိုဘယ်လောက်တိအောင်ပြောလဲဆိုရင်နေ့စီ final ပြန်လို့လာကြည့်ရင်တော့နဲ့နေဆွတ်ဆွတ်နဲ့ရှောက်ရင်ငါဟိုဘက်လှည့်နေမှာတော့တဲ့ငါမကြည့်ဘူးတဲ့ ော်ဆရာကြီးအရင်ပြောတယ်ခုနဆိုရင်ညီမကိုဒီဆလွယ်ပေးဖို့အတွက်ပေါ့နော်ဒီစင်မော်ကိုရှောက်သွားတာဆိုရင်လည်းအရင်ကိုကိုကိုကျေနပ်နေတာဂုဏ်ယူနေတာအခုတင်ယူခဲ့တဲ့အရာတွေကိုတက်မြောက်ခဲ့တဲ့အရာတွေကိုစိတ်ထဲမှာရှိတဲ့ခွန်အားတွေကိုဒီချိန်မှာအကောင်းဆုံးလုပ်ပြရမယ်တခုခုကိုလွဲချော်သွားတိုင်းပြီးသွားတဲ့အချိန်မှာကိုနောက်နှားရနေမှာမရှိကျင်တဲ့အတွက် စိတ်လှုပ်ရှားတာတော့ညီမမရှိဘူးအဲ့အတွက်အကောင်းဆုံးလုပ်ရပါမယ်ဒီခံစားချက်ကိုကလေကိုကိုကိုအရန်ချစ်တဲ့မိန်းကလေးတိုင်းနားလေတယ်ဒီခေတ်မှာအမျိုးသမီးတွေအကုန်လုံးကညီမမမဟုတ်ဘူးအမျိုးသမီးတွေအများကြီးပဲညီမကနေလဲတခြားအမျိုးသမီးတွေအများကြီးကို motivate ပေးနေရတဲ့အချိန်တွေရှိတယ်ဒီဘက်ခေတ်မှာအမျိုးသမီးတွေကအမျိုးသားနဲ့ရင်မောင်းတမိအဆက်အရရာအစီဝါရေးပဲဖြစ်ဖြစ်စိတ်တက်ပိုင်းဆိုင်ရာပဲဖြစ်အကုန်လုံးမှာရင်မောင်းတမိအလုပ်လုပ်လာနိုင်ပြီပေါ့နော်အဲ့ဒီတော့ညီမကိုယ်တိုင်ကလည်းဘာလို့ဒီလိုအခုလိုမျိုး strong ဖြစ်ရလဲဆိုရင်ကိုကိုကိုချစ်လို့ပေါ့နော် trip ကိုအရင်ချက်လို့ဒါကတော့ဒါ Miss Universe 2021 Philippines က senior မမကိုကြည့်ရတဲ့ခွန်အားတွေရလာတာပါအဲ့ဒီအအမဆိုလို့ရှိရင်သူလက်မောင်းမှာတက်တူလေးနဲ့ပဲ Miss Universe ပြိုင်ပွဲကြီးမှာ top 5ကိုဝင်သွားတာအဲ့တော့ခင်ကတော့အဲ့လိုမျိုးဝင်ခြင်းလို့ပြောတာတော့မဟုတ်ဘူးเนาะခင်ကိုယ်တိုင်လည်းပြိုင်ပွဲပြိုင်ရုံတက်တက်ပဲခင်အိမ်မကိုခင်အကောင်းဆုံးလုပ်နေတယ်ဒါလေးပဲရှင်ရိုးရိုးလေးပဲတွေးလိုက်လို့ရှိရင်ဩသူအရင်ကြိုးစားပါလားဆိုတော့စိတ်ကလေး ရှိလာရင်ရပါပြီ။ဟိုအရာမျိုးပဲဖြစ်ဖြစ်ကိုယ်တိုင်ကြုံမြင်ထားပြီးသားမလို့ဒါပြိုင်မယ်ဆိုရင်လည်းညီမတွေးထားပြီးသားအောင်ဇွင်းထူးတက်ရမလားဇွင်းဆိုင်ရမလားကိုကိုကိုတွေးရမ်းမလောက်ဘူးလေတော်ပြီ reality ချပြခြင်းနဲ့ကိုရဲ့ story line ကောင်းကောင်းကိုအကောင်းဆုံးအသုံးချပြီး Miss Universe မှာပြိုင်မှာကိုကျွမ်းကျင်တဲ့အရာတွေအားလုံးကိုဒီမှာဘလောက်ထိညီမ collaborate လုပ်ပြီးတော့ပြိုင်နိုင်မလဲဘလောက်ထိညီမချပြနိုင်မလဲဒီလိုပြိုင်ရတာဖြစ်တဲ့အတွက်ညီမအရာအားလုံးတွေးထားတယ်ပြိုင်မယ်လို့မစင်စားခင် အဲတက်တော့မှာအဲကတ်ဝော့ဗီဒီယိုလေးရှောက်ကလေးကညီမကတက်လာတဲ့ကွန်မန်နိုင်အောင်ဖတ်တယ်။အော်ဒါဆိုရင်ငါပြန်ဝေဖန်မှုကဘယ်လောက်တိရှိနိုင်လဲ။အဲကောင်းတဲ့ကွန်မန်လေးတော့ဘယ်လောက်ရှိနေလဲ။အကုန်လုံးခင်အဲတွက်ချက်နိုင်တယ်သဘောပေါက်တယ်။အရာအလုံးကြူတည်တယ်။ဒါပေမဲ့ခင်ပြိုင်နေတယ်။ဘာကြောင့်လဲဆိုတော့အဲဆိုးရုံစိတ်ရှိမှထက်ကိုခင်ကိုခင်ပို့ချစ်လို့ကိုကိုကိုသားမချစ်ဘဲနဲ့လေအာဒီဆိုးရုံစိတ်နဲ့သာမပြိုင်ဘဲနေနေလို့ရှိရင်လက်ရှိဒီနေ့ဒီနေရာကိုခင်မရောက်တော့ဘူးလीနော်။ ဒီကညီမတို့ sign contract နေတုန်းကညီမကဒီရွှေအောင်ကောင်းလေးနဲ့ရွှေအောင်ကောင်းလေးနဲ့ဒီမှာကတ်ဘော့လျှောက်တာလေးတင်လိုက်တာပေါ့နော်အဲ့ဒါကိုတော်တော်များများကဩတဲ့သူတကယ်ကြိုးစားရတယ်ဆိုပြီးတော့ခင်ရောအတိမပြုတ်ပေးကြတယ်ခင်ရလေး negative မှတ်မြင်ခင်ဘာမှမဖြစ်ဘူးနားလည်နိုင်တယ်ခင်ခင်မှာတိခတ်လို့တိခတ်ပေးနိုင်တဲ့စိတ်အများကြီးရှိတယ်ချီချူရဲမှတ်မြင်ကြတော့ခင်မနေနိုင်ဘူးအများ1နဲ့မျက်ရည်ဝဲလာမနေ့ကတယောက်ချင်းမျက်ရည်ဝဲပြီးတော့အဲကြော်လိုက်တာပေါ့အကော1နဲ့လို့ကြားတဲ့မျက်ရည်ခင်မှာတိတ်မရှိဘူးခင်1တာလို့ကြားတဲ့မျက်ရည်ပဲရှိတယ်မနေ့က အော်အဓိကဘယ်မှဖက်ဖက်လေးကိုအော်အဲ့လိုမျိုးလေးတွေးပြီးကြအောင်အဲပြောလိုက်တာပေါ့နော်။အော်ငါစူးစမ်းတာလေးအရာထင်နေဆိုတော့ခင်မအဲ့လို final ရောက်အောင်လဲအဲ့လိုပဲ။ခင်စင်ပေါ်မှာအော်သူ swim suit ပိုင်းဆိုရင်လည်းခင်ဖြာနေအောင်ရှောက်ရှင်တယ်။ evening gown round ကိုတက်ရောက်နိုင်ခွင့်ရမယ်ဆိုရင်လည်းခင်ဖြာနေအောင်ညင်ပြီးဖြာနေအောင်ရှောက်ရှင်တယ်ပေါ့နော်။ဘယ်လောက်ထိရောက်မလဲဆိုတာခင်ကိုယ်တိုင်လည်းမသိဘူး။ဘာပေးပေးကြည့်နေတယ်ဘာရရကြည့်နေတယ်။အမ်ဒါခဏပါပဲ။ခဏပါပဲ။ဒါကကိုညီမပြိုင်မယ်။ အပြိုင်ပြိုင်နေတဲ့အချိန်ပြီးသွားလို့ရှိရင်ဒါဟာပြီးသွားပြီလေနော်ပြိုင်တဲ့အချိန်တခဏကိုဒါကိုကိုကအာယုံထားပြီးတော့ကိုကိုကိုအဲခလုတ်အထိခံမယ်ဆိုလို့ရှိရင်ညီမပဲနောင်တရနေမှာအထိကအချိန်တန်ပြီးသွားလို့ရှိရင်ဒီຢာတွေကိုပြန်ကြည့်ရမှာမဟုတ်ဘူးဘာပြန်ကြည့်ရမလဲဆိုရင်ငါဒီနေ့မှာဘလို့အကောင်းဆုံးလုံးနိုင်ခဲ့ရလဲငါရဲ့စူးစမ်းမှုတွေကလဟသဖြစ်သွားလားအရာထင်ရဲ့လားကိုကိုအဲအားပေးတဲ့သူတွေကိုကိုတင်တဲ့တင်စရာမြင်စရာကြားစရာတွေနောက်ပြီး အထိတ်ထားညီမထိတ်ထားအောင်ဖြစ်တယ်ညီမရဲ့မမေရောညီမအတွက်ဒီလိုမျိုးသူတယောက်တည်းနေပြီးနေရတဲ့အချိန်မမေဆိုရင်မမေအဖွားနဲ့တယောက်တည်းနေရတဲ့အချိန်မှာအော်သူခင်ဗျာဒီလိုမျိုးတယောက်တည်းနေပြီးကိုယ်ကိုလွတ်ထားပေးရတာသူရောနေရချိုးနိုင်ရလားညီမဘာမှနောင်တမရချင်ဘူးအကောင်းဆုံးလုပ်မမေဘာမှမသိဘူးမမေကအရန်ရိုးတာအဲ့တော့ အဲ့လိုဘယ်လောက်တိအောင်ပြောလဲဆိုရင်နေ့စီဖိုင်နယ်ပြန်လို့လာကြည့်ရင်နောက်နဲ့နေဆွတ်ဆွတ်နဲ့ရှောက်ငါဟိုဘက်လှည့်နေမှာတော့တဲ့ငါမကြည့်ဘူးတဲ့ကျန်တဲ့ချိန်မှာငါကြည့်မယ်တဲ့အဲ့လိုပဲရှင်းရှင်းပဲမမေးရလေအခုလဲဒီ head shot မှာကိုရတာလဲမမေးမသိဘူးအမေ head shot မှာကိုရတာအေးအဘာကြီးတော့အေး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 အမေသမီးကိုဟိုမှာကြည့်ပါဦးဟိုမှာဟိုမှာကြည့်အောင်ဒီလိုလေးပြောနေမယ်ပြောပါစေလေနေပြောခံမောနေပြောပြိုင်နေပြီးတော့ဆိုတော့အဲ့လိုပဲမမေးကအဲ့လိုမျိုးအနောက်ကနေလဲသူက တပွားလုံးမှာညမကိုဒီရွယ်ရအောင်ကျွေးမွေးလာပြီးပြီလေအဲ့တော့ဒီချိန်မှာ तू လိုင်းမလုပ်ပေးနိုင်တာကိုလည်းအဖြစ်ပြောလို့မရအောင် तू မမသိတာအမေအရန်ရိုးတယ်လေအရန်ရိုးတဲ့မိဘကိုဘာလို့သမီးကိုပတ်မိုးပတ်မိုးရတာလဲသူများသားသမီးတွေကိုသူများမိဘတွေပတ်မိုးနေတယ်ဘာလို့မမေပတ်မိုးအဲ့လိုမျိုးအဖြစ်သွားတင်လို့မရအောင်ဒီကမမေကိုတောင်းမှတာမမေသမီးပြိုင်ပွဲပြီးတော့မှပဲသမီးအလုပ်လေးလုပ်ပြီးနှစ်ဆပြန်ရှာကျွေးမယ်နော်လောလောဆယ်သမီးမမေကို ဈေးဝလေးပဲကြတော့အောင်မယ်เนาะဆက်ဈေးဝလေးမလေးဈေးဝလေးပေးပြီးတော့ကျန်တဲ့ကိုပစံလေးကိုဒီမှာနေရဲစားရဲတောက်တယ်ပြိုင်နေတာပါပဲအဲနှစ်ယောက်တည်းစတင်ရုံးကန်တဲ့အချိန်တည်းကလေညီမကိုအမေစီကခွန်အားတွေအများကြီးပေးတယ်လေเนาะဟိုသူအိမ်အောင်ပြုတ်လိုက်လို့ရှိရင်တတရရနဲ့ဒီဘဝကိုဖျက်ဆီးလို့ရတယ်မမေမမေကအဲ့အချိန်အရွယ်ကောင်းသေးတယ်36နှစ်အရွယ်မျိုးသမီးတယောက်အရွယ်အရင်ကောင်းသေးရလေတကယ်မမေကိုလာပြီးကြိုက်တဲ့သူတွေလည်းရှိတယ်ညီမမျက်နှာတစ်ခုတည်းနဲ့ဘာမှမမေမလောက်ခဲ့ဘူးပေါ့နော်အဲ့အတွက် ဲ့ဒီကနေခွန်အားတွေရလာတာကအိုးအမင်းကလေးတယောက်စီကလှုပ်ဆောင်နိုင်စွမ်းကပေါ့နော်ခွန်အားတွေဟာအပြည့်ရှိတယ်သူမှတက်တည်ရဲ့အပြည့်ရှိတယ်ဆိုတာမိမိစီကပဲရလာတာဖြစ်တဲ့အတွက်အမေကုံယူအောင်အကောင်းဆုံးစူးစမ်းနေမှာအစင်ပေါ်မှာအကောင်းဆုံးရှောက်ပြတာနဲ့နေအမေအတွက်စူးစမ်းတာရောကိုယ့်အတွက်ကိုစူးစမ်းတာကိုအားပေးနေတဲ့လူတွေအတွက်စူးစမ်းတာကအဆင်ပြေပါပြီလူရချင်းတဲ့ကောအမလှမ်းကြည့်လိုက်ဒီကနေတယောက်လှမ်းကြည့်လိုက်ဟိုကနေတယောက်လှမ်းကြည့်လိုက်ဘယ်တယောက်လှမ်းကြည့်ဘယ်သူမှမယော့နေဘူးအဲ့တော့ကြိုက်တယ်ပိုဂရမ်လေးပြိုင်ပွဲမပြိုင်ဖြစ်လောက်တဲ့အချိန်တုန်းကလေဒီ အဒီနေ့အစမှာဆိုရင်နန်းနာရဲ့ကောက်ဝတ်လေးတွေအရင်တင်တာလေနန်းနာရဲ့ကောက်ဝတ်လေးအရင်တင်တယ်ပြီးတော့ဟိုမြကြီးနာညီမလေးကိုရွေးတယ်ပြီးတော့ရန်ရန်အဲသူတို့လေးတွေအဲအဲ့လိုပြန်ပြီးတော့မှကွာသူတို့အားပေးမယ်ကြံပြီးတော့မှကိုကကောက်ပြီးတော့ပြန်ပြတာဟော့တော့လို့ငါတော့ပြန်ရတော့မယ်လို့သူတို့လည်းပြန်ရတယ်လို့မတွေးပါဘူးအကောင်လုံးကညီမအစောတည်းကကိုကလည်းပညာဖန်တယောက်ဖြစ်တဲ့အတွက်အကောင်လုံးကအားပေးမလို့ရွေထားတာလေအပို့စီတော့အပြတ်သက် share မယ်အားပေးမယ်ပေါ့အခုတော့ကိုကကိုအလုရှုံနေတယ်ဒီလိုရှိချင်းလေးပါပဲ။ဟိုဒီခေတ်မှာလည်းညီမအရှိမပြောသလိုပဲအမျိုးသမီးတော်တော်များများကအခု ဒီပွဲထဲမှာတော့မှကိုချောက်ပေါ်ကိုရက်တည်နိုင်ပြီးတော့ဘဝကိုမအောင်မတ်နေနေတဲ့အမျိုးသမီးတွေအများကြီးပဲအဲ့တော့တချို့ကျတော့လေကိုကိုကိုရက်တည်နိုင်ရဒါမှစိတ်ဓာတ်ခွန်အားကအဲ့လိုစိတ်ဓာတ်ကြတတ်တယ်အဲ့လိုမျိုးလေးဘာဖြစ်ကိုကိုကိုချစ်တယ်ဒီຢာတွေကအချိန်တိုင်းပျောက်သွားပါလိမ့်မယ်ဘဝတတော်လေးပို့လို့ပဲတွေးလိုက်ကိုကိုကိုချစ်လိုက်ဒါတွေကဘာမှအရင်မကြည့်ဘူးဟုတ်အင်တာဗျူးတော့မြင်ပါမလားမသိဘူးခင်ဗျာပုံဆက်ပြောမှရမယ်ပုံဆက်ပြောလဲချက်ချင်းမကင်အဲ့တော့အားလုံးရှိမှပဲပြလိုက်ပါတယ်လူလားမြောင်ဝေပေးခဲ့တယ်မင်းတို့ကျေးဇူးများကြီးတင်ပါတယ်နောက်ပြီးတော့ အဆိုးဆုံးဆိုတဲ့အချိန်တွေကိုဖျက်ဆီးပေးခဲ့တယ်မမေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အကောင်းဆုံးကြိုးစားတော့ပါမယ်ရှင်ဟုတ်